ပါဝင်ခြင်းကြောင့်အာကုတုမဖြစ်စေဖို့လိုပါတယ်။ညင်စိမ့်ကြောင့်လောဘ၊ဒေါသ၊မောဟတွေဟာဖြစ်လွယ်သလိုကြားစိတ်ကြောင့်လည်းလောဘ၊ဒေါသ၊မောဟတွေဖြစ်နိုင်ပါတယ်။နံစိမ့်၊စားစိမ့်၊ထီတွေ့စိမ့်၊ကြံစီစိမ့်စတဲ့အာယုဒရိယတိုက်ဆိုင်တိုင်းမှာလည်းလောဘစတဲ့အာကုတုတွေတပွေ့ကြီးဖြစ်တတ်တာကြောင့်စိတ်ကိုအမြဲမပြတ်စောင့်ထိန်ဖို့လိုပါတယ်။ ဘဝဆိုတာတသမတ်တည်းမရှိပါဘူး။မောင်တခါလင်းတလဲ၊နှိတ်တခါမြင်းတလဲ၊ပူတခါအေးတလဲနေပါ။အမှောင်ကျနေချိန်မှာအလေးပြောက်တတ်သလိုအမြင့်ကိုရောက်နေတဲ့အခါမှာလည်းအနှိတ်ကကျန်နေခဲ့တတ်ပါရဲ့။ပူလောင်စရာတွေနဲ့တွေ့နေရချိန်မှာအငိမ့်တက်ပြောင်းနေသလိုအအေးတက်ွယ်ပြောင်းနေသလို ဖြစ်တတ်ပါရဲ့ အရာရာတိုင်းဟာဘာတကူမှတသမှတ်တည်းမရှိတာမို့လို့ဒီခဏအဆုံးဟာမျက်မှောက်မပြုရသေးသူတိုင်းအတွက်လောကတန်အာယုံကြောင့်စိတ်ပန်ကိုနွမ်းတာတွေကြုံရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့မိမိဘဝကိုဓမ္မဆိုတဲ့အကျင့်စရဏတို့ဖြင့်အဖန်ဖန်အထက်ထက်သုံးသပ်စေခြင်းပွားများပြီးအရိယာသူတော်ကောင်းတို့သိမြင်အပ်တော့ မတ်အစင်စင်ဟိုအစင်စင်တို့ဖြင့်လောကဒဏ်တရားတွေကိုတိုးလန့်ဖယ်ရှားနိုင်အောင်ကြင့်ကြံပွားများ အားထုတ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ပဝင်းခြင်းအာယုံကြောင့်အာဟုတုံမဖြစ်စေဖို့လိုကြောင်းပြောရင်ညီကုန်းချုံလိုက်ရပါတယ်။